ပကြီတင် जा ချင်းရဲ့အကျိုးကျေးဇူးတွေဖြစ်ပါတယ်အာဘာနော်ဘာလို့ပကြီတွေလူကလေးတငယ်တွေဖြစ်ဖြစ်လူကြီးတွေဖြစ်ဖြစ်ဘာလို့ပကြီကိုတင် जा ပေးတင်လဲဆိုတော့ပကြီဆိုတာကကွာလောကမှာအရာအလုံးကပကြီနဲ့ဆက်နွယ်တယ်ပေါ့နော်ဆက်နွယ်တယ်ပြီးတော့ပကြီကိုတင် जा ပေးခြင်းအဖြစ်အကြောင်းအနေအထားဒီဇိုင်းတွေကိုမြင်လာမယ်တခုခုတီထွင်ဖန်တီးရတဲ့အချိန်မှာစဉ်းစားတွေးခေါ်မှုတွေလည်းပို့ပြီးတော့ထက်မြက်လာမယ်ပေါ့နော် ပြီးတော့ပကြီးနောက်တစ်ခုတင်ရချင်းရရွေးချက်ကကြတော့တဘာဝကိုချင်းမြတ်နိုးတက်တယ်ပြီးတော့မျက်နိုးတက်စီတယ်တဲ့နောက်တစ်ခါကျတော့နောက်တစ်ခါကျပကြီးဆွဲနေရချင်းကြောင့်ပေါ့နော်စိတ်ငြိမ်နေပြီးတော့အကောင်းမြင်စိတ်တွေမွေးဖွားအကောင်းမြင်စိတ်တွေပေါ့နော်ဖြစ်စေတယ်တဲ့ပြီးတော့နောက်ခုအမပြောခဲ့တဲ့လိုမျိုးပဲတီထွင်းနိုင်စွမ်းရှိတယ်လို့ဆိုလိုတယ်ဟုတ်ပြီလား အဲတကြောင်မလို့ဒီပကြီးတင်ကြပြင်းပေါ့နော်ပကြီးတင်ကြပြီးဥမာကိုကပကြီးတင်နေပကြီးတင်နေဆိုတာကပကြီးဆရာလှုပ်ဖို့အတွက်မဟုတ်ဘူးအဲပကြီးတင်ကြခြင်းအပြင်ကိုကအများကြီးထောက်ကူပြုပေးနိုင်တယ်ပေါ့နော်ဥပမာကိုကအဲအင်ဂျင်နီယာဆိုရင်လည်းအိမ်ဒီဇိုင်းရေးမယ်ဒီဇိုင်နာဆိုရင်လည်းအင်ဂျီဒီဇိုင်းတွေရေးမယ်ပေါ့နော်အဲအတွက်အဲအတွက်ကြောင့်မလို့ပကြီးတင်ကြခြင်းရပေါ့နော်အရင်ဥမာအကျိုးကျေးဇူးဖြစ်ပေါ်စေတယ်ပြီးတော့အဲတကြောင်မလို့ပကြီးရပေါ့နော် ါဘာဖြစ်လို့ပကြီးရတင်ကြရလဲဆိုတော့အဖေအရာမဆိုပေါ့နော်ဥပမာဒီခဲနဲ့လေးပဲဖြစ်ဖြစ်ပြီးတော့ဒီလိုမျိုးဖန်ခွက်ပဲဖြစ်ဖြစ်ပေါ့နော်ဒီဟာတွေအကုန်လုံးကပကြီးဆရာနေပြီးတော့ပကြီးဆရာနေပေါ့ဒီဇိုင်းထုတ်ပေးထားတာကွာအဲ့အတွက်ကြောင့်မို့လို့ဘေးရမစိုးတီချွင်ချန်စားချင်တဲ့ခါကျရင်ပုံချမ်းလေးတွေအရင်ဆုံးကောက်ရတယ်အဲ့တော့ပကြီးအခြေခံဆိုတာကဘယ်လို ပြောမလဲပကြီးအခြေခံဆိုတာကတင်ချတင်နေပေါ့နော်အဲ့ကြောင့်မို့လို့ပကြီးကအဲပကြီးကတင်တင်တဲ့ပညာရဲ့အထက်မှာပါပါတယ် ပြီးတော့ပကြီးရင်းနှီးမှာပေါ့နော်ရေပူကအဖြစ်ပကြီးရင်းနှီးကကြတော့၄မျိုးရှိတယ်အာရှုကင်းပုံရေးဆွဲနှီးရဲ့အရာဝတ္ထုရေးဆွဲနှီးရဲ့လူပုံရေးဆွဲနှီးပြီးတော့ဒီနံပတ်မှန် ရေးဆွဲနှီးဆိုပြီးတော့၄မျိုးရှိတယ်ပေါ့နော်နောက်တစ်ခုကကြတော့အာပကြီးမှာကြတော့စိုက်တဲ့မီဒီယာနဲ့ရေးလို့ရတယ် ပြီးတော့ဒါပေမဲ့ပေါ့နော်ဒီပကြီးရင်းကြီးထဲမှာပုံဖြူလာဖြစ်လူကြိုက်များတဲ့ရင်းကြီးတွေပေါ့နော်လူကြိုက်များတဲ့ရင်းကြီးတွေထဲမှာကြတော့ခဲပကြီးပါမယ်၊မှင်ချစ်ပကြီးပါမယ်၊ရေစေးပကြီးပါမယ်၊ရေစေးအထူးပကြီးပါမယ်။အာပြီးတော့အခုဖြစ်စားတဲ့အခွိုင်းလေးပေါ့နော်အခွိုင်းလေးခွိုင်းလေးပိတ်တင်ခွိုင်းလေးကာလာပေါ့နော်အဲ့ဒါလည်းခစ်စားတဲ့ပကြီးထဲမှာပါတယ်ပြီးတော့စီစေးပကြီးပါတယ်အဲအခုနောက်ပိုင်းလူတွေကပေါ့နော် အခုနောက်ပိုင်းလူတွေကခင်မိလာတဲ့ခါကျတော့ဘာရင်နဲ့အစားထိုးပြီးသုံးလာကြလဲဆိုတော့ digital digital painting ဆိုရလဲပေါ်ပေါက်လာတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ပကြီးရေးဆွဲရမှာဘာလိုအပ်လဲဆိုတော့ပကြီးရေးဆွဲရတဲ့နေရာမှာ 2B 2B ခဲတန်း 2B တချောင်းရှိဖို့လိုတယ်ပေါ့နော်